ပြန်လန်းချန်နယ်ကနေဒီတစ်ခါမှလေ့လာရမယ့်ခေါင်းစဉ်ကတော့2025ဇန်နဝါရီလ31ရက်ဖက်ဒရယ်ချာနယ်အမှတ်စဉ်55မှာပါရှိတဲ့ဆောင်းပါးဖြစ်ပါတယ်ရှင်။ဆောင်းပါးအကြောင်းအရာကတော့ပညာရေးစနစ်နဲ့အာဏာတည်ဆောက်မှုများကိုချိတ်ဆက်ရှုမြင်ခြင်းဖြစ်ပါတယ်။ဆောင်းပါးရှင်ကတော့အလင်းငါနယ်ဖြစ်ပါတယ်ရှင်။နားစဉ်လေ့လာကြည့်ကြရအောင်။ပညာရေးစနစ်နဲ့အာဏာတည်ဆောက်မှုများကိုချိတ်ဆက်ရှုမြင်ခြင်း ပညာရေးဆိုဒီမှာဉာဏ်စွမ်းရည်ကျွမ်းကျင်မှုများနဲ့အဖွဲ့အစည်းတွင်ပူးပေါင်းဆောင်ရွက်မှုများကို အထောက်အကူပေးသောတက်သည့်ပညာများကို သင်ကြားပေးခြင်းဖြစ်တယ်လို့ရှုမြင်နိုင်ပါတယ်။တနည်းအားဖြင့်လက်စုံလက်ကင်မပြနိုင်တဲ့နည်းနည်းတိမ်မွေးတဲ့အသိဉာဏ်ပညာဘုဒ္ဓတများကိုပေးတဲ့လုပ်ငန်းစဉ်တစ်ရက်လည်းဖြစ်ပါတယ်။ Education ဆိုသောဝဟာရဆိုတာ မူလလက်ထင်စကလုံးဖြစ်တဲ့ ETU CARE အကျူခဲမှဆင်းသက်လာပြီးတော့ရှေတွန်းသွားသည်လို့ဆိုလိုပါတယ်။မျိုးဆက်တစ်ဆက်ကနေနောက်မျိုးဆက်တစ်ဆက်ကိုအဆင့်ဆင့်လက်ဆင့်ကမ်းနိုင်စွာရည်မှန်းချက်လည်းရှိရမှာဖြစ်ပါတယ်။တရေအချက်လက်နဲ့ဤပညာခေကြီးမှာပုံစံမျိုးစုံအချက်လက်မျိုးစုံရရှိလာပါတယ်။ဒါကြောင့်ပညာဘူးတုဒ္ဒရတွေကိုကျောင်းဝင်စေဖို့ကျိုးပါအားထုတ်နေကြရုံမကပဲ ဒီအချက်လက်တွေကိုကောင်းမကောင်းမှန်မှန်မှန်ဆုံးဖြတ်နိုင်ရေးကလည်းအရေးကြီးပါတယ်။ပညာရေးစနစ်ဆိုတာလူ့ဖွဲ့စည်းတစ်ခုရဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီးတော့လူငယ်များရဲ့ဉာဏ်စွမ်းရည်ဖွံ့ဖြိုးရေးအကျင့်စာရိတ်တာနဲ့လူမှုဆက်ဆံရေးတွေကိုပံ့ပိုးပေးတဲ့ကြီးမားသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။နိုင်ငံတိုင်းရဲ့လူ့ဖွဲ့စည်းဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါတဲ့အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီစနစ်မှာကောင်းမွန်တဲ့နိုင်ငံသားတွေဉာဏ်ရည်ပြည့်စုံသောအနာဂတ်လူငယ်တွေနဲ့တရားပျော်ရွှင်တဲ့လူတိုင်းဝိုင်းတစ်ခုကိုဖွဲ့စည်းတဲ့အခါမှာအရေးကြီးတဲ့အခမ်းကဏ္ဍမှာပါဝင်နေပါတယ်။ပညာရေးစနစ်တွေကိုပထမတန်းမှစတုတ္ထတန်းအလဲတန်းနဲ့အထက်တန်းတက္ကသိုလ်နဲ့ကောလိပ်ပညာရေးအတမွေးဝန်းကျောင်းပညာရေးဆိုပြီးအမျိုးအစားကွဲပြားကြပါတယ်။ ောင်းပြင်ပပညာရေးကိုလည်းအခုခေတ်မှာပို့ပြီးတော့စိတ်ဝင်စားလာကြပါတယ်။ပညာရေးစနစ်ဆိုတာလူမှုရေးဖွံ့ဖြိုးတိုးတက်မှုစီးပွားရေးတိုးတက်မှုအလောက်ကံအခွင့်အလမ်းများရရှိမှုလူမှုရေးကောင်းမွန်မှုတို့မှာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေပါတယ်။ပညာရေးစနစ်ဆိုတာလူတွေကိုသဘောထားပြောင်းလဲစေတယ်လို့အခွင့်အလမ်းတွေကိုလည်းဖန်တီးပေးတဲ့အတွက်လွတ်လပ်မှုကိုရရှိစေပါတယ်။လူအတွေးခေါ်တွေကိုပြောင်းလဲစေပါတယ်။ ။ပညာရေးကောင်းမွန်ခြင်းကလူရဲ့ဇာနစင်းစိတ်ဝင်စားမှုအတွေးခေါ်လွတ်လပ်မှုနဲ့အတွေးခေါ်ဖွံ့ဖြိုးမှုတို့ကိုတိုးတက်စေပါတယ်။လွတ်လပ်စွာတွေးခေါ်နိုင်မှုကိုလည်းပံ့ပိုးပေးပါတယ်။တင်ကြားမှုအတွေ့အကြုံတွေကနေတဆင့်မိမိတို့ရဲ့အတွေးမြင်တွေကိုလွတ်လပ်စွာဖော်ပြနိုင်စေပါတယ်။လူခွင့်ရေးတွေနဲ့လွတ်လပ်မှုတို့ကိုလည်းနားလည်မှုရှိစေပါတယ်။လူအများကိုစီးပွားရေးနဲ့အလောက်ကိုင်းခွင့်လမ်းများကိုလည်းဖန်တီးပေးပါတယ်။ လူတွေရဲ့အသက်မွေးဝမ်းကြောင်းကောင်းမွန်စေခြင်းဖြစ်လဲလွတ်လပ်မှုကိုပုံမမြင်မားစေပါတယ်။လူ့ဖွဲ့အစည်းတွေမှာတင့်တော်တဲ့အရေးချင်းရှိတဲ့နိုင်ငံသားတွေကိုဖွံ့ဖြိုးတိုးတက်စေပါတယ်။လူများအတွက်တရားမျှတမှုနဲ့လွတ်လပ်မှုတွေကိုမြင့်တင်ပေးပါတယ်။ပညာရေးစနစ်ဆိုတာလူများအတွက်လွတ်လပ်မှုကိုရရှိစေနိုင်တယ်လို့အချိန်ကာတချို့မှာလူတွေရဲ့အတွေးခေါ်အမြင်များကိုထိ ंछ ုပ်ထားတဲ့စနစ်တစ်ခုလည်းဖြစ်နေပါတယ်။ အယူအဆတွေတရေချက်လက်တွေနဲ့တင်ကြားမှုတွေကိုထိချုပ်ထားခြင်းဖြင့်လူတွေရဲ့အတွေးမြင်နဲ့လွတ်လပ်မှုတွေကိုကန့်သတ်နိုင်ပါတယ်။စံနှုန်းတွေကိုလည်းကန့်သတ်နိုင်ပါတယ်။တချို့လူမျိုးကိုပုံမှုအလေးတားစေပြီးတော့လူမှုဆက်ဆံရေးမှာလည်းတန်းတူညီမျှမှုတွေကို ထိခိုက်စေပါတယ်။ဥပမာယောက်ျားများကို မိန်းမများထက်ပုံမှုအလေးတားမှုမျိုးဖြစ်ပါတယ်။ တင် जा မှုနေစနစ်တွေတင် जा မှုအကြောင်းအရာတွေကို ထိမ့်ချုပ်ထားခြင်းကသက်ဆိုင်ရာအာဏာပိုင်တွေကအပေါင်းသားတွေရဲ့မေးခွန်းတွေအတွေးတွေကိုကန့်သက်ခြင်းဖြစ်ပါတယ်။ရန်ဖန်ရန်ခါမှာအကြောင်းအရာတစ်တွေကိုလိမ့်လာဖို့အခွင့်အရေးတွေကိုကန့်သက်ထားတာကြောင့်တည်ထွင်မှုစွမ်းရည်တွေကိုမျောကျစေပါတယ်။တင်ယွန်းညွန်းတန်းတွေကတစ်ဖက်ဘက်ကိုပတ်လိုက်သွားရင်ကြောင်းကျိုးဆက်ဆက်စဉ်စားတွေးခေါ်နိုင်မှု အမားမှန်ခွဲခြားဝေဖန်နိုင်မှုတွေကိုပါရောကျစေပါတယ်။ ဒါအပြင်ခေတ်နောက်ပြန်အလွန်ဆွဲတဲ့ပညာရေးတစ်ခုမှာလူနေမှုအဆင့်တန်းမြင့်မားလာဖို့အတွက်လောက်ကင်ဆောင်ရွက်တဲ့ပူပေါင်းဆောင်ရွက်နိုင်မှုတွေမှာအားနည်းချက်တွေလည်းရှိစေပါတယ်။မြန်မာနိုင်ငံမှာတန့်တက်ထိုင်းချုပ်ထားတဲ့ပညာရေးစနစ်အဟောင်းတွေကြောင့်ခင်မိဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ကိုတည်ဆောက်ဖို့အတွက်အနောက်ရှက်အဟန့်တာဖြစ်ခဲ့ရပါတယ်။လူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ပြီးတော့အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက် သိပညာဗဟုပြုတဲ့ပညာရေးစနစ်မှာကန့်သက်ထိန်းချုပ်ထားခြင်းကိုပြောင်းလဲပြင်ဆင်သင့်ပါတယ်။ခိုင်မာတဲ့စိတ်ဓာတ်လေးလေးနက်နက်စဉ်စားတွေးခေါ်တတ်တဲ့စိတ်ဓာတ်စွမ်းရည်မိမိကိုယ်ကိုထိန်းချုပ်နိုင်တဲ့စိတ်ဓာတ်အမြင့်ဖလှယ်တာပြောင်းလဲတာစိန်ခေါ်တာဒီလိုမျိုးတွေလှုပ်လှူတဲ့စိတ်ဓာတ်တွေကိုဥတီစေတဲ့ပညာရေးစနစ်ကိုပြောင်းလဲသင်ကြားပေးသင့်ပါတယ်။ ပညာရေးကနေလဲအာနာတွေကိုပုံဖော်ပါတယ်အာနာတိဆောက်ပုံဆိုတာလူဖွဲ့စည်းနဲ့အုပ်ချုပ်မှုစနစ်ရဲ့အခြေခံကြောရွတ်တစ်ခုဖြစ်ပါတယ်လူပေါင်းအဖွဲ့အစည်းတစ်ခုမှာအာဏာတိဆောက်ပုံဆိုတာသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အုပ်ချုပ်ရေးနဲ့အုပ်စုဝင်များရဲ့လိုက်နာဆောင်ရွက်မှုတွေနဲ့အကောင့်ထည့်ဖော်ပေးပါတယ်။အာဏာတိဆောက်မှုဆိုတာကလူအဖွဲ့အစည်းမှာအ धिक ဆုံးဖြတ်ချက်ချရမဲ့သူတွေအာဏာရှိသူတွေနဲ့ နိုင်နာရမဲ့သူတွေအကြားမှာဘလို့ဆက်နွယ်မှုရှိရတယ်ဘလို့မျိုးစီမံခံခွဲရတယ်ဆိုတာကိုဖော်ပြပေးပါတယ်အောက်ချုပ်ရေးစနစ်ဆိုတာအာဏာနဲ့တာဝန်တွေကိုတင့်လျော်စွာခွဲဝေပေးနိုင်ဖို့ပုံမှန်ထိရောက်တဲ့စီမံခံခွဲမှုစနစ်လည်းဖြစ်ပါတယ်အာဏာတိဆောက်ပုံကလူမှုစနစ်စီးပွားရေးစနစ်နဲ့နိုင်ငံရေးစနစ်တွေအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ် ဒီစနစ်တွေကိုနားလည်မှုရှိခြင်းကလူမှုတည်ငြိမ်မှုတရားမျှတမှုနဲ့စီးပွားရေးတိုးတက်မှုတွေကိုဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အရေးကြီးပါတယ်။ပညာရေးစနစ်မှာအာဏာတိဆောက်ပုံတွေရဲ့သဘောတဘာဝတွေကိုထက်သွင်းသင်ကြားပေးသင့်ပါတယ်။ဒီလိုပုံစံတွေကိုထက်သွင်းတဲ့နေရာမှာကျောင်းစာသင်ခန်းတွေအတွင်းမှာသင်ကြားရင်းဖြစ်လဲထက်သွင်းသင်ကြားနိုင်ပါတယ်။အတန်းဖွဲ့စည်းခြင်းစာသင်ကုန်နေရာချတာခြင်း တန်းကောင်းဆောင်ရွေးချယ်ပြီးတာဝန်ပေးရခြင်းအုပ်စုဖွဲ့ဆွေးနွေးစေခြင်းမှန်ကန်သောနိုင်ငံသမိုင်းကိုတင် जा ပေးခြင်းစသဖြင့်တရားမျှတမှုရှိပြီးလွတ်လပ်တဲ့အမြင်နေနဲ့ပုံဖော်တင် जा ပေးသင့်ပါတယ်ဒါမှသာကျောင်းလူအရွယ်ကစပြီးလူငယ်လူကြီးဖြစ်လာတဲ့အထိလူ့ဖွဲ့စည်းမှာစီးပွားရေးလူမှုရေးနိုင်ငံရေး ဒီလိုကိစ္စရက်တွေကိုဆိုင်ရွက်တဲ့နေရာမှာတရားမျှတပြီးပွင့်လင်းမြင်သာတဲ့အတွေးခေါ်အတွေးမြင်တွေကိုမျှဝေပေးနိုင်မှာဖြစ်ပါတယ်။ပညာရေးစနစ်မှာအာဏာတိဆောက်ပုံတွေကိုထက်သွင်းတင် जा ခြင်းဖြစ်လေ။ကျောင်းသူကျောင်းသားတွေက အချင်းချင်းလူခွေရေးနဲ့တရားမျှတမှုတွေကိုသဘောပေါက်လာစေမှာဖြစ်ပါတယ်။အောက်ချက်မှုနဲ့ဥပဒေတွေပေါ်နားလည်မှုပုံမှုရှိလာခြင်းဖြစ်လဲတင်ငိမ့်နဲ့လူမှုရေးအတိုင်းအဝိုင်းတိဆောက်တဲ့နေရာမှာအကူအညီပေးပါတယ်။ မိမိတို့ရဲ့အတွေးခေါ်တွေကိုလွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ကိစ္စများကိုလည်းနားလည်လာစေပါတယ်။ចောင်းသားတွေရဲ့ဉာဏ်စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ကောင်းမွန်တဲ့နိုင်ငံသားတွေအဖြစ်ပြုစုပျိုးထောင်ဖို့အတွက်ပညာရေးစနစ်မှာအာဏာတည်ဆောက်ပုံကိုထက်သွင်းတင် जा ပေးဖို့အထူးအရေးကြီးပါတယ်။ပရရှန်လို့ခေါ်တဲ့ဂျာမန်စစ်တပ်ရဲ့စီကံပိုင်းတင် जा ပေးတဲ့ model ဆိုတာခေတ်သစ်ပညာရေးစနစ်ရဲ့အခြေခံပုံစံဖြစ်ပါတယ်။ နိုင်ပြည့်တီးတဲ့အခါအတန်းဝင်ချိန်ထွက်ချိန်တတ်မှတ်တာအတန်းလိုက်ခွဲကြတာဆရာကရှေ့မှာရပ်ပြီးចောင်းသားတွေကိုတန်းစီထိုင်ခိုင်းတာအထက်အောက်အဆင့်ဆင့်အမိန့်ပေးတဲ့ပုံစံဓာရီကိုမူလကစစ်တပ်အတွက်တုံးခဲ့ပြီးတဲ့နောက်မှာအနောက်တိုင်းမှာစစ်ရုံအလုံသမားများဖြစ်လာမဲ့ကလေးတွေကိုငငယ်ကလေးကစီကံကြစေဖို့လက်ကျင့်ပေးဖို့ရည်ရွယ်ပြီးတော့ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ပါတယ်ဒီလိုပုံစံမျိုးကို ီကနေ့အထိအများစုကျောင်းတွေမှာသုံးနေကြဆဲဖြစ်ပါတယ်။လွတ်မြောက်မှုပညာရေးပညာရှင်ဖာကူလိုဖရဲရဲ့ Pedagogy of the Oppressed ဆောင်းမှာမျိုးရပညာရေးစနစ်ကိုဗန်အပ်ငွေထဲ့တယ်လို့ပုံစံပညာရေးလို့ဆိုထားပါတယ်။ဆရာကအသိပညာတွေကိုကျောင်းသားတွေထံကိုတစ်ဖက်သက်ထည့်သွင်းပြီးတော့ကျောင်းသားတွေကဒီအသိပညာတွေကိုမေးခွန်းမထုတ်ဘဲပြန်လည်အံထုတ်ယုံသာလုပ်ရသည်လို့ ထိချိမိမိဝေဖန်ထားပါတယ်။မြမပြီမှာဆိုရင်အာကုံရမအာကလူလို့ခေါ်တာနဲ့အတူတူပဲဖြစ်ပါတယ်။တရားစာဆရာနဲ့တပည့်ကြားမှာအပြန်အလှန်လည်လာမှုမိကုံထုံမှုတွဲခေါ်မှုတွေနဲ့လွမြောက်ရေးအတွက်ပညာရေးကိုအစိုးပြုခဲ့ခြင်းဖြစ်ပါတယ်။ပညာရဲ့တခုချင်းစီမှာ အာနာနဲ့အဆင့်တန်းတွေကိုဘလို့တိဆောက်ထားရဲဆိုတာကို နားလည်ဖို့အရေးကြီးပါတယ်။ စေပြညာလူမျိုးနေပယ်မှာဆရာဝန်၊သူနာမျိုး၊စေဝါးကျွမ်းကျင်သူစသဖြင့်အဆင့်ဆင့်အာဏာတွေတည်ရှိနေတယ်လို့ပဲပညာရေးမှာလည်းဆရာ၊ကျောင်းအုပ်အထက်လူကြီးစသဖြင့်အဆင့်ဆင့်တည်ရှိနေပါတယ်။ဒီအခြေအနေတွေကိုသိရှိထားမှသာလျှင်ဒီပညာရက်တွေက ပုံမှုပြီးတော့ဒီမိုကရေစီနှီးကျဖြစ်စေဖို့ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ဆိုလိုတာကပညာရက်ကို ကျွမ်းကျင်တဲ့ဆိုရင်လောက်တဲ့ကင်တဲ့စကေးရှိုံကမကဘဲနဲ့ ဒီပညာရဲ့အတွင်းမှာအဆင့်တန်းခွဲခြားမှုတွေနဲ့အာနာတိဆောက်ပုံတွေကိုနားလည်ဖို့ဝေဖန်သုံးသပ်နိုင်ဖို့လိုတယ်လို့ဆိုလိုတာဖြစ်ပါတယ်။မြမပညာရေးစနစ်ကအနာဂတ်အပြည်သူများရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးပေးတဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ပညာရေးစနစ်ဆိုတာလူတိုင်းအတွက်လွတ်လပ်မှုတွေပေးစွမ်းနိုင်တယ်လို့ပဲလူတွေရဲ့အခွင့်အရေးတွေကိုလည်းထိန်းချုပ်ထားတဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့်အနာကပ်ပညာရေးစနစ်မှာအနာတိဆောက်ပုံကိုထည့်သွင်းတင်ကြားခြင်းဖြင့်ကျောင်းသားတွေရဲ့ဉာဏ်စွမ်းရည်ဖွံ့ဖြိုးရေးကောင်းမွန်တဲ့အုပ်ချုပ်မှုတရားမျှတမှုအတွေးခေါ်လွတ်လပ်မှုနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက်ကြီးမားတဲ့အပြောင်းလဲကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပါတယ်။